လုပ်ငန်းကြီးလာပါဒီနေ့ဒီရက်ဒီမဲ့တင်ကန်းသားကတော့အခန်း၁၄ဒီနေ့ငန်းဆွေရေးသမားလေးကနံပါတ်၈၉၀ရဲ့ဖြစ်ပါတယ်နံပါတ်၈မှာဆိုရင်ဒေါ်လာကနိုင်လုံးကိုဒေါ်မြအား၂၀ရာခိုင်နှုန်းအမြင့်တင်ရောင်းတယ်နော်ဒေါ်မြကထူနိုင်ကိုဥပကဥပက၈၈၈၀၀ကျပ်ပြင်းရောင်းရတဲ့နော်၈၃မှာရာခိုင်နှုန်းရှုံးတော့ဒေါ်လာဒီထူနိုင်ကိုမြင်းနေပြီးဝယ်ရတယ် ့ကျတို့ကဒေါ်လာရဲ့ဝယ်ဈေးကိုတရားကျက်လို့ထားလိမ့်မယ်ဒေါ်လာကဒေါ်မြောက်ကို20ရာခိုင်နှုန်းအမြင့်တင်ရောက်လာပြီလို့ပြောဆိုတော့ဒေါ်မြောက်ကြီးဝယ်ဈေးဒေါ်လာရဲ့ရောင်းဈေးနော်ဒေါ်လာရဲ့ရောင်းဈေးကကျတော့တရားကျက်မှာ20တင်ရောက်လာပြီလို့ပြောတရား20ထည့်ပါတယ်ရကတော်များကဥပကို83ဘာအဲ့ကိုရှာလိုက်တော့အရှုံးခံရောင်းတဲ့ဖြစ်နေတယ်။တို့များဝယ်စီတရားကျဲဖြစ်လေဥပရဲ့ဝယ်စီပြောက်လဲဆိုရှင်။ အဲ့ဒါကြောင့်ဒုံမြအခုကရောင်းတာဖြစ်တယ်ဒုံမြရောင်းစီဥပဝေဘူးနော်တရားချက်တွေကရှစ်သုံးပါးတပါးကိုရှုံးခံပြီးရောင်းတာဖြစ်တယ်နှုတ်ပြရပါတယ်တရားချက်တွေကရှစ်သုံးပါးတပါးချက်ကိုနှုတ်တဲ့ခါမှာ63သုံးပါးနှစ်ပါးချက်ကျန်ပါတယ်တရားချက်တွေကရှစ်ကိုနှုတ်ရင်62ကျန်တယ်နော်62ဆိုတော့တရားရည်သုံးပါးတပါးကိုနှုတ်တော့သုံးပါးနှစ်ပါးချက်အဲ့ဒါကို63သုံးပါးနှစ်ပါးချက်ဆိုရရရှိပါတယ်အဲ့ဒီဒုံမြဝေစီ120ချက် ။ဟောဒမြိုင်ဝယ်စီက120တရားပြည့်လဲရှိရင်ဥပဝယ်စီကလောက်လဲပြည့်ရှိလို့ရှိရင်ဟုတ်လား။အဲ120ကိုဆိုတော့ဗာနည်းမြောက်ပါဘူး။120ကို100နဲ့စားပြီးတော့195ဘိုင်း3ဘိုင်းနဲ့နော်ညောက်ပြရမှာ။ဘာလို့195ဘိုင်း3ဘိုင်း195ဘိုင်းပဲရလဲဆိုရင်ဒီမှာအပေါ်က50ဒေး3ဘိုင်း2ဘိုင်းကိုကိန်းရောက်ဆိုတော့အပိုင်းခွဲရတာပါ။ဟုတ်နော်။ဒါဆိုလို့ရှိရင် နောက်တစ်ခုကကျတော့295နဲ့100နဲ့အရင်ဆုံးကြည့်မယ်နော်25နဲ့ကြည့်မယ်25လေးလီတရ25စက်တက်လီရ290နောက်က40လီ4 30လီရ120ပြီးတော့3နဲ့30နဲ့ကျင်းတဲ့ခါမှာ3နဲ့30လီ30ဒါဆိုရင်10နဲ့17နဲ့ကိုညော့တဲ့ခါမှာ130ကျဲရပါတယ်အဲဒါဥပွားရဲ့ဝစီရ130ကျဲအဲဒါဥပွားဝစီ130ကျဲမှာဒေါ်လာရဲ့ဝစီရ100ကျဲဟုတ်နော် အကြောင်းမူဥပဝယ်ဈေးကပြောလဲဆိုရင်7800ကျပ်နဲ့ဝယ်တာဖြစ်တဲ့ပဲဒေါ်လာရဲ့ဝယ်ဈေးလို့ရှိရင်7800ကို130နဲ့စားပြီးတော့ဒီဒီကလက်ရမှာရှိရဲ100နဲ့မြောက်ပေးရမှာလေ7800ကိုစမော130နဲ့မြောက်တဲ့ခါမှာ130ကတလီရဲ7800ကကျတော့130နဲ့စားတဲ့ခါမှာ800ရတယ်ပေါ့နော်800နဲ့ဈေးကို100နဲ့မြောက်တဲ့ခါမှာစမော100ရတဲ့ဆိုရင်ဒေါ်လာကနိုင်ကို7000ကျပ်ပြီးဝယ်ထားတာရရှိပါတယ် ဒီရ၈000ကျက်ရတယ်ဒါကြောင့်ဒေါ်လာကဒုအမိညာကို၈000ကျက်လည်းဝယ်ထားတာပါလေ။နံပါတ်ကိုလူတယောက်ကတဲ့တော့လုပ်ငန်းတစ်ခုမှာလုပ်ငန်းတစ်ခုကိုငွေ၃000ကျက်နဲ့စတင်လုပ်ကြတဲ့အခါမှာပထမနှစ်မှာ၂၅ရာရာကနှုန်းရှုံးနေကျန်ငွေနဲ့စတဲ့လုပ်ကြတဲ့အခါမှာဒုတိယနှစ်နှစ်ပေါ်မှာဒုတိယနှစ်စကရှိနေ၁၆ဒုမနဘာရာကတော့ဖြစ်ပါတယ်တဲ့ဒုတိယနှစ်ကိုမြင်ထူထူနိုင်ရှိတော့မျိုးရှာပါနော် အဲ့ဒါပထမနေ့မှာရှုံးတဲ့ငွေက3000 3000ကျက်ရယ်25ရာနာ။ကျွန်တော်တို့ကတော့3000ကျက်အမြောက်ပေါ့နော်။အီရအမြောက်25ရာနာတော့100ဝိုင်း25ပါ။ဒါကြောင့်ဒီဘိုင်းကြီးမှာရှိတဲ့တောင်ကျန်တဲ့လုံးနဲ့ဘိုင်းမှာရှိတဲ့တောင်ကျန်တဲ့လုံးကြီးရဲ့ခါမှာ3000ရနေလို့ကျွန်တော်3000ဖြစ်ပါမယ်။3000နဲ့25ရာနာညောတဲ့ခါမှာ5500ကျက်ရပါလိမ့်။ဒါကပထမနေ့မှာရှုံးနေတယ်။ဒီရနေ့စမှာရှိတဲ့ငွေလို့ဒီ3000ကျက်တဲ့က900 9500ကျော်ရှိတဲ့ခါမှာ3,500ကျော်တက်။နောက်မနေ့မှာသူက9500ရှိနေတဲ့ခါမှာဒီရနစ်ဆမှာ3,500ကျော်ရှိနေတယ်။အဲ့တော့ဒီရနစ်မှာရှိတဲ့အမြတ်ငွေရပါတော့16,300ကျော်ရတယ်နော်။ဒီ9,200က3,500ကျော်ရ16,300 16,300ပိုင်းဒီမှာ2ပိုင်းရပါတော့နော်။အဲ့ဒီ3,500ကျက်ထားမယ်ဤကအမြတ်ပါနော်။ 16ဒုံးပိုင်းနှစ်ပိုင်းကရော့ကိုကျွန်တော်ပိုင်းရင်းခွဲတဲ့ခါမှာဒုံးပိုင်း50ပိုင်းရပါတယ်အဲ့တော့ကျွန်တော်ရာဂန်လုံးပြောချင်တရားနဲ့စားရတယ်နော်စားတဲ့ခါမှာကျွန်တော်တို့50ပိုင်းဒုံးပိုင်းဟာ3ပိုင်းချီမှရှိရောပိုင်းချီမှပဲထားလိမ့်မယ်တရားတော့ဒီလိုထားလိမ့်မယ်နော်ဒီကျကျွန်တော်ဘာနဲ့ဘာနဲ့မြောက်လို့ဆို50နဲ့တရားနဲ့ဆိုတော့50တလီ50 50နဲ့လို့ပြောဟုတ်နော်အဲ့တော့သုံးနဲ့ချင်းတဲ့ခါမှာ2000 2000 5000သုံးနဲ့စားတဲ့ခါမှာ5000 5000ကျဲရပါတယ် အဲ့ဒီ9,500လောက်ကျော်ဆိုတော့ဘာဖြစ်မှကြီးအနည်းနဲ့တကထက်စားတဲ့ခါမှာ3,500လောက်ရချင်ရရှိပါတယ်။နော်3,500လောက်ကျော်ချက်အဲ့ဒါဒီရနေ့မှာရှိရဲ့အမြင့်ကြီးနော်။အဲ့ဒါဒီရနေ့မှာနှစ်ကုန်မှာအဲ့ဒီလူမှာဘယ်လောက်ရှိလာမလဲဆိုမြမရှိတာကသူအရင်ကနော်နှစ်ဆမှာ2,500လောက်ရချက်ရှိရဲ့အဲ့ဒီမှာကတော့အမြင့်ကြီးက3,500လောက်ကျော်ချက်ဖြစ်တဲ့ပဲ။နှစ်ဆုံးမှာသူ့ရဲ့ဖြေက2,600နဲ့2,500ချက်ရှိနေပါတယ်။ ဲ့ဒါကနံပါတ်10ပါနော်ပစ္စည်းတစ်ခုရတန်မိုးဒီရဲ့ဝယ်ပြီးတစ်နှစ်ကြာတဲ့အခါမှာ40ရာခိုင်နှုန်းကျော့ပါတယ်ဒုတိယနှစ်ကုန်မှာရပရမနော်ပရမနှစ်အကုန်ရှိတန်မိုးဒီ33ဘာသာရာခိုင်နှုန်းကျော့ရတဲ့မူလက2000 2500450ကျက်တယ်နော်ပစ္စည်းဒီဒုတိယနှစ်ကုန်ကအများကတန်မိုးရှိနေတယ်လို့ပြောတာပါတယ် ကဲဒါတော့ပြချင်းရှင်းလို့ကြည့်မယ်နော်ပြမအကျသူကမေးတာကဒီရက်နေ့ကောင်ကညလာတဲ့မျိုးရှိတယ်မျိုးရဲ့အဲ့လိုမေးတာလေဒီမှာပြမဆုံးပြမနေ့နိုင်မှာပြမနေ့မှာရော့သွားတယ်မျိုးပြမနေ့မှာ40ရာနှုန်းပြောတယ်ရှိတာက2450ကျပ်မှာ40ရာနှုန်းပြောတာဖြစ်တယ်နော်2500 450ရက်အမြောက်40ရာခိုင်နှုန်းက100ပိုင်း40ပဲနော်ဒါဆိုရင်ကျမတို့က ရေလုံးကျင်းတဲ့အခါမှာ20နဲ့40 25တိတရ25450ငါးနဲ့ကျင်းတဲ့အခါမှာ9000နဲ့60ရပါတယ်9900ဆိုတော့နှစ်နဲ့တကထမြောက်တဲ့အခါမှာ1000နဲ့180ကျဲရပါတယ်နော်အဲပရမနှစ်မှာအော့ရော့သွားတဲ့ဟာကနော်အဲ့ဒီပရမနှစ်ကုန်ရဲ့ဒုတိယနှစ်အစမှာဆိုရှိရဲ့ပြည်တံမူပြည်တံမူကကျွန်တော်တို့က2000 9450ကျဲနဲ့ဒီ1180ကျဲကိုကျွန်တော်နှုတ်ပြရမှာပေါ့သူကရော့သွားပြီတော့နှုတ်လိုက်မယ်နှုတ်ပြခါမှာကျွန်တော်တို့1900နဲ့290ကျဲကဒုတိယနေ့စပါတော့ပရမနိပုံပေါ်ရှိတာပရမနိမှာရောခဲ့တဲ့ဆက်ဆံကိုကျွန်တော်တို့ရဲ့မူလကရှိတဲ့နော်ဒီ PC တံမိုးရည်နှုတ်လိုက်ပါနော်ဟုတ်ပြီ1900နဲ့290ကျဲရရှိပါတယ်ဒါကပရမနိပုံပေါ်ဒုတိယနေ့စအခုကဒုတိယနေ့မှာရောရတာက ကောင်းကားအောင်နည်းကောင်းကားအောင်150ကျဲ33သုံးပါးတစ်ပါးရာဝန်လို့ဖြစ်ပါတယ်။ဒါကြဲရရေးမယ်ဣဝေလို့ပေါ့နော်။33 33ပါး33သုံးပါးတစ်ပါးကိုကြာဆိုတော့ကဲရုပ်ခွဲတဲ့ခါမှာ3တင်း3ပါးတရားဝင်ရတယ်။အဲဒါဆိုတော့ရာဂန်နှုန်းကိုကြောက်ရှင်တရားနဲ့ကြည့်နော်တရားနဲ့စားပြရတယ်။စားတဲ့ခါမှာကျွန်တော်ကနော်အစားကိုအမြပြောတဲ့ခါမှာတရားပိုင်း3ပါးတရားမယ်3ပါးတရားပိုင်းရမ်းပြည်ပြီ။ဘိုက်ချီတရားကိုကြာတော့ကျွန်တော်က ဝိုင်းကြီးတရားနဲ့စာရဖြစ်တယ်တရားအောင်မှတရှိရဲ့အစားကိုပြောင်းပြန်လဲဝမ်းမိုင်းခံရက်အဲဒီတရားနဲ့တရားနဲ့ကကြည်ဝမ်းမိုင်းဒါဆိုဝမ်းမိုင်းတတိပဲကြည်နော်တောင်းကားတော့290အများဝမ်းမိုင်းကြည်ချက်အဲဒီအဲဒီတောင်းကားတော့290ကိုဆိုတော့သုံးနေစားရဲ့ခါမှာ990ကျရတယ်အဲဒီသူစီမှာက990ကျပေါ့နော်ဒီရနေ့ကောင်မှာရှိရဲ့ပစ္စည်းရဲ့တန်ဖိုးကဒါမှရှိတာက1900နဲ့290ကျပ်ကိုခေါင်း9900 90ကျပ်ကိုနှုတ်လိုက်မယ် ်ဦးလေးရက်ကမှာ1000နဲ့180ကျက်ကျန်ပါလေ။အဲ့ဒီ PC ကဒုတိယနှစ်ကုန်သွားတဲ့အခါမှာနော်သူ့ရဲ့တန်ဖိုးက1000နဲ့180ကျက်တာတန်ဖိုးကရှိသွားပါတယ်နော်။ဒါကတော့နံပါတ်10ပါ။အပြင်ရေချင်ရစရိသမလေးကနံပါတ်690တော့ပြီးပါပြီ။စုံးကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။